မင်္ဂလာပါကျမကမမေဦးပါဒီမှာတော့မမေကိုခေါ်ကြပါတယ်ဆိုတော့ဒီ SSV က batch 70မှာတက်ရောက်နေတဲ့ MBA students ဖြစ်ပါတယ်အဲ့တော့ DCPT ကနေပြီးတော့ MBA gathering party ကိုကျင်းပမယ်နေရအချိန်လေးတွေပြောပြပေးမယ်နေရကတော့ Pacific Hotel ဖြစ်တဲ့အချိန်လေးကတော့၄နာရီနေပြီးတော့၈နာရီထိဖြစ်တယ်အဲရက်ကတော့ October 17ရက်နေ့မှာကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက်လာရောက်ဖို့ဖိတ်ခေါ်ပါတယ် CPT ကနေပြီးတော့ MBA ဒီ gathering ကျင်းပပေးခြင်းအပေါ်မှာဒီ feeling လေးကကြတော့အယံပျော်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုလို့ရှိရင် အဲဒီအရွယ်ရောက်ပြီဖြစ်တဲ့အတွက်ကျွန်မတို့ဒီ sub plan นี่လုံးလို့ရတယ်ဒါပေမဲ့ sub plan นี่မလုပ်ပေနဲ့ဒီနေရာကိုလာပြီးတော့တက်တယ်ဆိုကြရ network ကိုကို check ခွင့်ခြင်းလို့လေနော်မိတ်ဆွေတငငချင်းပေါင်းအပေါင်းတွေပေါ်ခြင်းလို့ကိုယ့်ရဲ့ network ကိုတိဆောက်ခြင်းလို့ဒီ internet တငငချင်းတွေစီကဒီ participant ချ participant တွေစီကအတွေ့အမြင် user တွေကိုဖလှယ်ခြင်းတာဖြစ်တဲ့ဒီ campus ကိုတပတ်မှတရက်အချိန်ပေးပြီးလာတက်တယ်တက်တဲ့ကြားထဲမှာအခုလိုမျိုးဒီ gathering ပွဲကိုကျင်းပပေးတဲ့ဖြစ်တဲ့အတွက်ဒီ campus မှာရှိနေတဲ့ចောင်းသားတွေအပြင် share senior တွေပြီးတော့ online မှာတက်နေတဲ့ကိုယ့်ရဲ့မိတ်ဆွေတငငချင်းတွေနဲ့ပါတွေ့ခွင့်ရမှာ ဖြစ်တဲ့အတွက်အရင်ပြောပါရတယ်ဒါနဲ့ပတ်သက်ရင်တော့ ဒီ gathering party ကိုတက်ရောက်တဲ့အတွက်ရနိုင်မဲ့ benefit ဆိုလို့ရှိရင်တော့ပြောစရာမလိုအောင်များပါတယ်။ခုနကလို network တခုကိုတိစောက်တာဖြစ်တဲ့အတွက်ဒီ campus တခုတကလာတက်ရောက်တယ်။အဲ့တော့ network တွေအများကြီးအများကြီးချက်ထွင်ကျင်တဲ့အတွက်ဒီဒီ party ကိုလည်းဆက်ပြီးတော့တက်မယ်ပေါ့နော်။အဲ့တော့ဒီ party ကနေပြီးတော့ဒီတငယ်ချင်းအပေါင်းအသင်းတွေထက်ရမယ်။ network တွေကိုချက်ထွင်နိုင်တာဖြစ်တဲ့အတွက်ကိုမှအခက်အခဲတစုံတရာပဲရှိရှိဒါကူညီနိုင်မဲ့အပေါင်းအသင်းတွေလည်းအများကြီးရမယ်။ပြီးတော့ခုနကလို့ဒီ network ကိုတိစောက်နိုင်နေလေကိုယ့်ရဲ့ business က group ဖြစ်လေလေဆိုတာကိုယုံကြည်တဲ့အတွက်ဒီ party ကိုတက်မှာပါရှင့်။ဆိုတော့ဒီ party မှာဆိုလို့ရှိရင်ဒီ party တက်ရောက်တဲ့ တက်ခါကြရင်ဒီ consumer အစီအစဉ်တွေမှာလည်းပါဝင်ခွင့်ရမယ်ဆိုတဲ့အတွက်အရန်ကို excited ဖြစ်နေပါပြီ။ဘာအစီအစဉ်လေးတွေတော့မသိဘူးပေါ့နော်။ဒါကြောင့်မို့ဒီဟာနဲ့ပတ်သက်ရင်အရန်ကိုစိတ်လှုပ်ရှားပြီးတော့စောင့်နေပါရစေ။ Okay ဒါဆိုရင် campus မှာတက်နေတဲ့အချိန်မှာဒီ campus မှာလာနေတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ကတော့အကုန်လုံးဒါအတိပိသခင်ပိသဖြစ်တယ်။ဒါပေမဲ့ခုနကလော online မှာတက်နေတဲ့ဒီအခြားចောင်းသားចောင်းသူတွေအများကြီးနဲ့လည်းတွေ့ကျင်တယ်။မိတ်ဆွေတငယ်ချင်းတွေလည်းအများကြီးရကျင်တာဖြစ်တဲ့အတွက်ကျွန်မကတော့ဒီတဲမှာတည်းမဟုတ်ပဲနဲ့နောက်ထပ် online ကနေတက်နေတဲ့မိတ်ဆွေတငယ်ချင်းတွေအားလုံးကိုတွေ့ကျင်ပါရစေ။ဒါကြောင့်မို့ကျွန်တော်တို့စုံကြမယ်နော်။လာခဲ့ပါ Then more and more CBD.